မင်္ဂလာပါရှင်ရန်ကုန်ကက်သစ်ချန်ရဲ့နောက်ဆုံးရသတင်းကိုတင်ဆက်ပေးပါမယ်ဒီကနေ့တင်ဆက်ပေးမှာကတော့အကြံဖတ်မြောင်းလိုက်ကတိုင်းမှုတွေအပါအဝင်စေအရာရှိကြီး30နီးပါးကိုယာတူးနဲ့နေရာအပြောင်းလဲတွေပြုလို့အကြံဖတ်စစ်ကောင်းဆောင်မြောင်းလိုက်ကတိုင်းမှုတွေအပါအဝင်စေအရာရှိကြီး30နီးပါးကိုယာတူးနဲ့နေရာအပြောင်းလဲတွေပြုလို့ကြောင့်နေပြည်တော်စစ်တပ်သတင်းရင်းမြစ်နဲ့စီဒီအန်ပေါ်ကြီးစင်ရောကပြောပါတယ်ရန်ပြည်နယ်မှာတရားမဝင်ကုန်သွယ်ရေးနဲ့ စီးပွားရေးလုပ်ငန်းတွေလောက်ကင်ပောင်းရဲ့ပတ်သက်မှုနဲ့ရွှေပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှုဗိုလ်ချုပ်နိုင်စောကိုရာထူးမှဖယ်ရှားဖန်ဆီးလိုက်ပြီးရွှေပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှုတင်ဖြစ်ပုံမိုးချုပ်ကျော်နိုင်ဦးစစ်တပ်တော်တရစင်40ကိုခံလိုက်ကြောင်းပုံမိုးချုပ်ကျော်နိုင်ဦးမှာရခင်မကွေးချိန်ဆိုင်တမရှင်ဆက်စီတမှုဖြစ်ခဲ့ကြောင်းသိရတယ်။ စစ်တပ်ကတော့ကြောင်းအစီပုံမိုးချုပ်စုံမြတ်ထုတ်ကိုတော့ရှေ့လေပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှုဖြစ်ရာလူတို့ပြောင်းရွှေ့လိုက်ကြောင်းကင်ပြည်နယ်ကော့ကရိတ်ခြေဆိုင်အမတ်ဆန်နေစစ်စင်ကော့ကဲမှုဌာနချုပ်မှုပုံမိုးကြီးသူရပြားလေးကိုစစ်တပ်ကတော့ကြောင်းအစီဖြစ်ရာလူတို့ပြောင်းရွှေ့ခံရကြောင်းသိရပါတယ်ကျင်းပြင်တမဆက်တင်အင်းတိုင်းကဒုတိယတမမူဘုံမိုးချင်းမြင့်ဟင်းကိုတမ88မခွေရဲ့တမမူဖြစ်၎င်းမော်လိုက်ချိန်ဆိုင်အမှတ်30ဆစ်စင်ကိုကဲမူဌာနချုပ်ရဲ့ဌာနချုပ်မူဘုံမိုးချုပ်အောင်တေကိုတမရောရှိတမတော်နီးပညာတက္ကသိုလ်အကြောင်းအကျင့်ဖြစ်၎င်း ကော့တောင်းစစ်ပြွာချင်းချစာပါခါစစ်ပြာမှုဘုံမိုးချင်းဟန်လင်းကိုမော်လိုက်ချိန်ဆိုင်အမတ်၁၀စစ်စင်ကိုကံမှုဌာနကြောင့်ရဌာနကြောင့်မှုဖြင့်၎င်းတမ66အင်းမရဲ့တမမှုဘုံမိုးကြောက်ကြော်စောလင်းကိုတမတော်နီပညာနဲ့စေဘတ်ပညာတက္ကသိုလ်ကျောင်းကြီးဖြင့်၎င်းပြောင်းရွှေ့ကြောင်းသိရပါတယ်။မလားတူအမတ်ဆက်ကိုစစ်စင်ကိုကံမှုဌာနကြောင့်ဒုတိယဌာနကြောင့်မှုဘုံမိုးကြောက်ကောင်းစောမြင့်ကိုတမ66 တက်မမှုဖြစ်လကောင်အမှတ်20စစ်စင်ရေးကိုကဲမှုဌာနချုပ်ခမောက်ကြီးရဲ့ဌာနချုပ်မှုဘုံမှုချုပ်စရာလင်းကိုဘာတူတက်မတော်ကြီးတိုက်ခိုက်တင်တန်းကြောင့်ရဲ့ကြောင်းကြီးဖြစ်လကောင်စစ်ရာဒုခန့်ချုပ်ယုံကနေဘုံမှုချုပ်ရဲ့ခေါင်ကိုအမှတ်20စစ်စင်ကိုကဲမှုဌာနချုပ်ဤဌာနချုပ်မှုဖြစ်လကောင်အမှတ်73စစ်စင်ကိုကဲမှုဌာနချုပ်မှာစကတ်ခမှုဘုံမှုချုပ်မင်းတရားကိုဘာတူတက်မတော်ဘူတင်တန်းကြောင့်ကြောင်းကြီးဖြစ်လကောင်တက်မ90ကွန်ပကိုရဲ့ဒုတိယတက်မမှုဘုံမှုကြီးရဲ့ဝန်ရကိုအမှတ်73စစ်စင်ကိုကဲမှုဌာနချုပ်ရဲ့စကတ်ခမှုဖြစ်လကောင်တည်တည်ပြောင်းရွှေ့ကြောင်းသိရပါတယ် စစ်တွေအခြေဆိုင်တင်သက်ကွက်ကဲမှုစစ်ဌာနချုပ်ကနေဒါကဆမှုပုံမှုချုပ်နေမျိုးအောင်ကိုတပ်မတော်အုပ်ချုပ်မှုကြောင့်ပြင်းလွင်ရဲ့အကြောင်းအကျဉ်းဖြစ်လက်ကောင်းစေဦးစေတက္ကသိုလ်မှအကြောင်းအကျဉ်းပုံမှုချုပ်စောထိုက်လက်ကိုစစ်တွေအခြေဆိုင်တင်သက်ကွက်ကဲမှုစစ်ဌာနချုပ်ရဲ့ဒါစကမှုဖြစ်လက်ကောင်းအမတ်ဆက်ခွန်စစ်စင်ကွက်ကဲမှုဌာနချုပ်မှစကကမှုပုံမှုချုပ်ကျော်စာလင်းကိုမှော်ပြီးပုံတင်တန်းကြားရဲ့အကြောင်းအကျဉ်းဖြစ်လက်ကောင်းတပ်မ55မှဒုတိယတပ်မမှုပုံမှုချုပ်မျိုးမြင့်ဦးကိုအမတ်ဆက်ခွန်စစ်စင်ကွက်ကဲမှုဌာနချုပ်ရဲ့စကကမှုဖြစ်လက်ကောင်းနိုင်ငံတော်ကောင်ကွယ်ရေးတက္ကသိုလ်နီးပြချုပ်မှု ပုံမိုးကြောက်ကြော်ဇေဝင်ကိုတမ44စိုက်ထွက်တမမှုဖြစ်ဖြစ်၎င်းပြောင်းလိုက်ကြောင်းသိရတယ်။ဇေဥစီတက်တော်ကပုံမိုးကြောက်ကြော်ထင်ရင်းကိုရာအမှတ်3တမမှုကောင်းတဲ့တမမှုဖြစ်၎င်းဇေဥစီတက်တော်မှာပုံမိုးကြီးနေမျိုးကို အရှိတောင်ပိုင်းတိုင်းစစ်ဌာနကျွဲဒုတိယတိုင်းမှုဖြစ်၎င်းမိုင်းတုံချိန်ဆိုင်စစ်ပြွာအခြေချပြမှုပုံမိုးကျောက်ကျော်ထင်ကိုရှင်းမြောက်ပိုင်းတိုင်းစစ်ဌာနကျောက်လားရွှေရဲ့တိုင်းစစ်ဦးစီးကျောက်ဖြစ်၎င်းဘလကဲချေဆိုင်စစ်ပြွာချေချစကန်ကနေပြွာမှုပုံမှုကြောင့်အောင်စော်လင်းကိုနောက်မြောက်တိုင်းစစ်ထာနောက်ကျတိုင်းစစ်ဦးစင်းကျောင်းဖြစ်၎င်းနိုင်ငံတော်ကောက်ကွယ်တပ်ကတုံမှာပုံမှုကြောင့်အောင်သွင်းကို၎င်းနေရာတွေတည်တည်ပြောင်းရွှေ့ထားကြောင်းသိရပါသည် မြောက်နိုင်ငံစစ်တပ်နဲ့ဇက်ဖွတ်ပါတီကိုထိန်ချုပ်ထားပြီးစစ်တပ်ကနေစစ်အရာရှိကြီးတွေကိုလည်းရာထူးတောင်ဝင်မှအနာပေးကဇက်ဖွတ်ပါတီတို့ဆဲလွတ်ပြီးလွတ်တော်ကိုယ်စားလှယ်လောင်းနေဖြစ်ရွေးကောက်ပွဲဝင်ခိုင်းထားကြောင်းဇက်ဖွတ်ပါတီသတင်းမြစ်ထံကနေသိရတယ်။ ဆလပီအောင်မျိုးရီမြို့နယ်ရှိကြားဖြန့်ကကဲဘတ်တွင်ဆောင်းတချို့မိုင်းပေါက်ကွဲတဲ့ပြင်ပေါက်ကွဲမှုပြည် PDF ကပေါက်ကွဲဒေတာပြည်သူတွေကပြော PDF ကကြားဖြန့်တုတ်တဲ့တွေကိုခလုံးကွင်းပေးထားမှုပုံမသေးကြလားကင်းပြင်းနဲ့မျိုးရီမြို့နယ်တွင်မှာရှိကြားဖြန့်ကကဲဘတ်တွင်အဆောင်းတချို့ကိုမိုင်းပေါက်ခွဲတဲ့ပြင်ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်းဒေတာပြည်သူချွဲပြောဆိုခြင်းနဲ့ဖော်ပြကြရသည်ရတဲ့အော်တိုဘလော့24ရက်နေ့ညနေ6:30မိနစ်ဝန်းကျင်ချိန်မျိုးရီမြို့နယ်ကကဲဘတ်တွင်ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း မိခိုးလုံးတွင်နေမိပွားတွေမြင်တွေ့ရကြောင်းအော်တိုဘလ23ရက်ညနေပိုင်းကလည်းရင်းကဲ့သို့ပင်ပောက်ကွဲမှုဖြစ်ပွားကြောင်းသိရပါတယ်။ BGF ကကြားဖြန့်ဆောင်ဂျုံကမိုင်းခွဲလို့သိရပါတယ်။နေရက်စတိုင်ရှိပါပြီ။ထိုင်းသတင်းဌာနဖြစ်တဲ့ reporter မှာယမနေ့ညပိုင်းခေခေပတ်မှာပြန်တန်းနေတဲ့ drone နှစ်စင်းကိုတွေ့မြင်ခဲ့ပြီးထိုင်းဘက်ခြမ်းကမြင်နိုင်တဲ့အဆောင်တစ်ခုရဲ့အထက်မှာကျယ်လောင်တဲ့ပောက်ကွဲမှုမိခိုးနဲ့မိပွားတွေထွက်ပေါ်လာခဲ့ကြောင်းသိရပါတယ်။ လက်တော့ကေကေဘက်မှထိုင်းနိုင်ငံမဲဆောင်မြို့ကိုထွက်ပြေးလိုက်နိုင်ငံသားရေတွက်မှာ1198ဦးတွင်ရှိနေပြီးနိုင်ငံပေါင်း29နိုင်ငံမှာပါဝင်ကြောင်းထိုင်းသတင်းကဆိုရင်ကေကေဘက်ကကြားဖြတ်တုတ်ထရေတွေကိုစစ်တပ်လောက်ခံပြီးကျက်တဖွဲ့မှာပုံမှုကြီးဆော့ချစ်သူဗိုတေဝင်းပုံမှုတုံတို့ဖြင့်ဘူနိုင်မောင်စော်ကလည်းခုံလုံးခဲ့ပေးထားကြောင်းကရင်စေတဲ့မြစ်ကပြောပါတယ် ဆက်လက်ပြီးသူနိုင်ငံနဲ့ဆစ်ဖြစ်ခြင်းလို့အမေရိကန်ကပြဿနာရှာနေလို့ဗနီဇွဲလာသမ္မတကဆွဆွဲအမေရိကန်ကသူနိုင်ငံနဲ့ဆစ်ဖြစ်ခြင်းနဲ့လို့တမင်ပြဿနာရှာနေလို့ဗနီဇွဲလာသမ္မတနီကိုစလက်မာဒူရိုကဆွဆွဲပြောကြားတယ်။ကမ္ဘာပေါ်မှာကြီးဆုံးစစ်တင်မောဖြစ်တဲ့ USS General အာဖုတ်လင်းရင်တင်တင်မောကြီးကိုအမေရိကန်ကကာရေဘီယံပင်လယ်စီဆေးလွတ်လိုက်တဲ့နောက်မာဒူရိုဖက်ကအခုလိုတန်ထွက်လာတယ်။ အမေရိကန်ဗီနီဇွဲလာကမ်းလွန်ကာရေဘီယံပင်လယ်ထဲမှာဆင့်အင်အားစုဝေးဖြန့်ကျက်နေခြင်းကမာဒူရိုရဲ့အစိုးရပေါ်ကြီးကြဲချိန်ချောင်းနေတယ်။အော်တိုဝါလ24ရက်နေ့မှာတော့အမေရိကန်နိုင်ငံသားဝင်ကြီး ပီဟက်ဆက်က USS General Ford လင်းရင်တင်သင်မော်ကြီးကိုမြေထဲပင်လယ်ကနေစတင်ထွက်ခွာစေပြီး Caribbean ဖက်ကိုဆင်လွှတ်ထားကြောင်းသိပြုတယ်။ American Maduro ကိုမူရင်းမှကိုကိုင်းကောင်းဆောင်တောက်ဖြစ်ဆွဆွဲပြီးစုငွေဒေါ်လာ1,500ထုတ်ထားပါတယ်။ American မြေထဲပင်လယ်ကလက်ရှိစေအေးစီမံနေရ Maduro ဆွေးရောက်ပြုတ်ချဖို့ခြေလှမ်းဆောင်ပြုနေရဆိုတဲ့သုံးသပ်မှုတွေရှိနေပေမဲ့ Trump ကတော့ Venezuela မှာဆွေးရောက်ပြောင်းလဲလုပ်ဖို့ကြံစီနေရဆိုတာကိုညှင်းဆိုထားပါတယ်။လင်းတင်သင်္ဘောကြီးမဆယ်လုတ်ခင်ကလေးက Caribbean ပင်လယ်ပြင်စီ American အဆက်သွယ်မော်ရီနျူကလ িয়ার ရင်ကုန်သင်္ဘောတစ်စီးနဲ့ F35 တိုက်လေနဲ့စေလွှတ်ထားပြီးဖြစ်တဲ့ဒီဖြန့်ကျက်မှုအမေရိကန်စီဥတည်နဲ့မူရင်းစေဝါမှောင်ကိုလှုပ်ရှားမှုတွေကိုဖျက်ဆီးဖို့တော့ဖြစ်တယ်လို့ Trump ကပြောပါတယ်။အမေရိကန်ဗနီဇယ်လားလေကိုစီးရဲပြမဲ့တွေဖြစ်တိုက်ခိုက်ဖျက်ဆီးနေရတဲ့ပတ်သက်ပြီးလောက်ပိုက်ခွေဆာတရားဝင်မှုတွေကိုဝေဖန်မေးခွန်းထုတ်တာလည်းရှိရဲ Trump ကတော့ American ဆွေဟာမြို့စေဝါမှောင်ခိုလုပ်ငန်းတွေကိုတိုက်ခိုက်နေရတာဖြစ်တယ်လို့တုံ့ပြန်ခဲ့ပြီး Maduro ရဲ့ဆွေရကိုမတည်ငြိမ်အောင်တမင်ဖိအားပေးနေဆိုတဲ့ချက်ကိုပယ်ချထားပါတယ်။ဆက်လက်ပြီးမြို့သမီး20ကျော်ကဓမ္မပြုကျင့်ခဲ့ပုံမူပါဝင်စစ်သား20ကျော် PDF တွေတိုက်လို့တိစောင်းစစ်တုံးမှ9ဦးဖမ်းပြီး အမေသမီး20ကျော်ကိုအောက်စုဖွဲ့အထမပြုကျင့်ခိုင်းခဲ့တဲ့ဗိုလ်မှူးကျော်မင်းအပါအဝင်စစ်သား20ကျော်မလိုက်မြွနယ်တိုက်ပွဲမှာတင်ဆောင်ခဲ့ပြီး9ကိုရှင်ဖမ်းမိခဲ့လို့မြင်းချန်ခဲတန်ရင်လေးနဲ့10တန်ရင်မှုကပြောတယ်။တောင်တာမြွနယ်ရုံးစီကြီးကတက်ဆက်၆နှစ်ရွယ်ကနေ60ရွယ်အထိအမေသမီး9ကိုစတရီမာ10နှစ်ကနေ16အထိစစ်ကောင်စီကဖမ်းဆီးအထမပြုကျင့်ခဲ့လို့သိရတယ်။ ဒါအပြင်တက်မိုရမှာလည်းမြို့သမီးငယ်ချိုအရမပြုချင်းခံခဲ့ရသေးလို့ fancy ခံမိရဲ့စစ်တုံးမထွက်ဆိုကြရသေးရပါတယ်။ဒီစစ်သားတွေက73ရောင်မင်းကလေးကိုပါအောက်စုဖွဲ့မတိုင်းပြင်ပြုချင်းခဲ့လို့သိရတယ်။ဘုံမှုကြုံမင်းဦးဆောင်လာတဲ့တက်ခွဲတရားအော်တိုဘလ9ရက်နေ့က22ရက်နေ့အထိမလိုက်မြို့နယ်အင်ဂျီတော်နီမှာဒေါ်လိုင်းတိုက်ခိုက်ခံရပြီးတော့ဘုံမှုကြုံမင်းကလက်နက်ကြီးထိမှန်တင်ဆောင်ခဲ့တယ်။အဲ့ဒီတိုက်ပွဲတွေမှာစုစုပေါင်းစစ်သားနဲ့ပြည်သူစစ်တွေပေါင်း20ကျော်တင်ဆောင်က9ဦးရှင်ဖမ်းမိခဲ့ပါတယ်။ ဒီမှာ25ရက်နေ့ကနေအောက်တိုဘာ12ရက်နေ့အတွင်းဆက်ရှက်တာတွင်အင်အား200ကျော်ပါစစ်တပ်စစ်ကြောင်းမြင်းချန်ကန်အတွင်းထိုးစစ်ဆင်လာ PDF တင်တဲ့တိုက်ပွဲဖြစ်ခဲ့ပြီးစစ်ကောင်စီတပ်သေးဆုံးထိခိုက်များသလိုလက်နက်မျိုးစုံ50နီးပါးတင်ရခဲ့ကြောင်းနှထိုးကြီးပြည်သူ့ကာကွယ်ရေးတိုက်ပွဲမြင်းချန်ခရိုင်40တန်းကတရင်ထုတ်ပြန်တဲ့အဲ့ဒီကာလအတွင်းမှာစစ်ကောင်စီတပ်နဲ့တိုက်ပွဲ၄ချိန်ဖြစ်ခဲ့ပြီးစစ်တပ်စစ်ကြောင်းထိနိုင်အတွက်တပ်ပြန်လည်သွားခဲ့လို့လည်းထုတ်ပြန်ထားပါတယ် ဆလဘီပေါ့မှာပြောကူလာတဲ့စစ်ကြောင်းစောက်ကျတိုက်ခိုက်ခိုင်ငေါအတေရှေ့ဦးတန်ရကပြန်ဆုတ်တော့မကွေးတိုက်ပခုတ်ကိုခိုင်ပေါ့မြို့နယ်မှာအင်အား200နီးပါးနဲ့ဝေရောက်လာတဲ့အကြပ်ဖက်စစ်ကြောင်းခုတ်ကန်တိုက်ခိုက်ရာစစ်ကောင်ရှင်တပ်သားထိခိုက်တင်ဆောင်ပြည်လဲဆုတ်ခွာသွားလို့ပြည်သူဒေါ်လာ1တက်ကိုဗဟုသတင်းနဲ့ပြန်ကြားတဲ့အခက်ကပြောပါရယ်ပြီးခဲ့အောက်တိုဘာလ19ရက်နေ့ကပေါ့မြို့ချေဆိုင်အမတ်24ကာကွယ်ပစ္စည်းဆောင်ကနေပေါ့မြို့နယ်မြောက်ပိုင်းထွက်ခွာလာတဲ့ခမိတ်ရန်200ပါးစစ်ကြောင်း PRF နဲ့ဒေါ်လာ1တက်တွေကလမ်းပိုက်တနေရာကနေခုတ်ခတ်တိုက်ခိုက်ခဲ့တယ်အဲဒီနောက်စင်တနိုင်းကြံတစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားပြီးတိုက်ပွဲမှာကြံဖက်စစ်ကောင်ရှင်တပ်သား 9ရောက်တဲ့ဆောင်က6ရောက်ထပ်မနေထိခိုက်တရားရခဲ့ပါတယ်။တော်လိုင်းတက်တွေရဲ့တိုက်ခိုက်မှုကြောင့်ဂျပန်စစ်ကြောင်းနေရာကနေရွှေ့ဆက်မတိုးနိုင်တော့ဘဲထိနာပြီးပြန်လည်ဆုတ်ခွာသွားခဲ့ရလို့သိရတယ်။အဂျပန်စစ်ကြောင်းပြည်သူတော်လိုင်းတက်အောင်နဲ့တူပြည်သူဒီမိုကရက်တစ်တက်တော်၊ကျောင်းသားလယ်ယုံတက်တော် Broad Legs နဲ့ဒေသခံပြည်သူကာကွယ်ရေးတပ်ဖွဲ့တွေပူးပေါင်းတိုက်ခိုက်ခဲ့လို့သိရှိရပါတယ်။နောက်ဆက်အပိတ်ကြောင်းအတွက်အတူပင်ကျေးဇူးတင်ရှိပါရရှင်။